ဖိလစ်ပိုင်နိုင်ငံမနီလာမြို့ FEBC အတံလွင့်ဌာနမှာ တင်တိအတော်တမချန်းအစီအစဉ်များကိုအတန်လွင့်ပို့ချလည်ရှိပါလေရှင်မိဘညီကိုမောင်နှမအပေါင်းတို့ရှင်မင်္ဂလာပါရှင်အသက်ရှင်တော်မူသောဖျားသခင်ဤနုကပတ်တော်ကိုကြားနာခံယူကြဖို့အရောက်စီတိုင်းကိုဖိတ်ခေါ်ပါရရှင်တောရရှိမခင်ဗျာယေရှုခရစ်တော်ကိုမိမိရဲ့ကယ်တင်ပိုင်ရှင်သခင်ဖျားအဖြစ်ယုံကြည်ကိုးကွယ်သူ ခရိယန်အပေါင်းတို့နောင်တမလုံးမှာ မုတ်ချမသွေးမလွဲဧကန်ရောက်ရှိကြရမယ် ကောင်းကင်နိုင်ငံတော်ဟာဖြင့်ညတ်သောပလဲကိုရှာတဲ့ကုံတယ်နဲ့တူတယ်ပင်လယ်မှာချပြီးအမျိုးမျိုးသောငါးတို့ကိုအုပ်မိတဲ့ပိုက်ကွန်နဲ့လဲတူတယ်လို့ယေရှုဖျားမိတ်ဆိုတော်မူထားတဲ့ရှမာသဲခရစ်ဝင်ကျမ်းအခန်းကြီး73အခန်းငယ်55ခါနေအခန်းငယ်58အထိကိုဒီကနေ့တင်ပြရတော့တမန်ကျမ်းစီစဉ်မှာလေ့လာမှာဖြစ်ပါတယ်ပထမဦးဆုံးအခန်းငယ်55နဲ့56တို့ကိုဖတ်ရှုကြည့်ကြပါစို့တနည်းကားကောင်းကင်နိုင်ငံတော်သည် မြတ်သောပလဲတို့ကို ရှာသောကုံစည်နှင့်တူ၏ထိုကုံစည်သည်ပလဲကိုတွေ့သောအခါပွား၍မိမိ၌ရတသမယကိုရောင်းပြီးလျှင်ထိုပလဲကိုဝယ်လေ၏အထင်ရှားဆုံးနှင့် လူကြိုက်အများဆုံးဖြစ်နေတဲ့အတိတ်ပဲပြန်ဆိုမှုကတော့အပြစ်လောကလူသားဟာ ကုံစည်နှင့် တူပါတယ်တဲ့မြတ်သောပလဲဆိုတာကတော့ခရစ်တော်နဲ့တူပါတယ်တဲ့ခရစ်တော်ကိုရယူဖို့အတွက်ကုံစည်နဲ့တူတဲ့ လူလောကအပြစ်ဒုစရိုက်သားဟာအမြဲအကြီးပေးဆက်ရတယ်။သူ့မှာပိုင်ဆိုင်ရေးရှိသမျှတွေကိုဆွတ်လွတ်ပြီးတော့မှခရစ်တော်ဆိုတဲ့မြတ်သောပလဲကိုဝေယူရတယ်ဆိုတဲ့အတိတ်တွေဖြစ်နေပါတယ်။အဲ့ဒီလူအများကယူဆဖွင့်ဆိုနေကြပါတယ်။အလွန်စင့်တော်တဲ့အတိတ်တွေပြန်ဆိုမှုတစ်ခုပဲလို့ယူကြည့်စဉ်းစားရင်မဆိုးလှပါဘူး။တွေးမယ်ဆိုရင်လေတွေးလိုက်တာပေါ့။ကြိုက်ရိုက်ယူမယ်လို့ဆိုရင်လေ အတော်ပဲပေါ့ပေါ့ပါပါနဲ့ယုတ်တိတန်နေဆိုတာကိုမငင်းနိုင်ပါဘူး။သာမန်အားဖြင့်ရတော့ဒီလိုပဲတွေးကြရမှာပါ။ဒီအယူအဆပေါ်မှာပဲမူတည်ပြီးတော့အနောက်တိုင်းတေးသချင်းတပုတ်မှာလဲအခုလိုဆက်ဆူထားတာရှိပါသေးတယ်။မြူးမြူးကြွကြွနဲ့လူငယ်ကြိုက်တေးသချင်းတပုတ်ပါပဲ။မြတ်လအစွာယရနာပလေငါအသေးသေး၌ဆွေးပြီးဝမ်းမြောက်လို့မကုန်းခရစ်တော်ကိုငါယုံကြည်ဒီတေးနဲ့သူ့ဂုံကိုတီးဖွဲ့လို့နေမည်။ ငါဘဝအတွက်လည်းသူ့အတွက်ပဲအမြဲဖြစ်ရမည်အဲ့ဒီလိုဆက်ဆိုထားတာကိုကျွန်တော်ကြားရပူပါတယ်ဒါပေမဲ့အဲ့ဒီလိုတိုက်ရိုက်ဖွင့်ဆိုတဲ့အတိတ်ပဲဟာမဆိုးဘူးဆိုတဲ့အဆင့်ကလွဲလို့လင်းလင်းနဲ့နဲ့မရှိတဲ့အပေါ်ယံအတွေးပဲလို့ကျွန်တော်ခန့်ယူပါတယ်။ဘာကြောင့်ကျွန်တော်ကဒီအယူဆကိုဆန့်ကျင်တယ်လဲ။ဒီလိုအတိတ်ပဲပြန်လာကို မကြိုက်တယ်လဲ။တိအချက်အနေနဲ့အတိတ်လောကသားတွေဟာကဲတင်ရှင်းတရားကိုမျှော်လင့်တောင့်တတယ်ဆိုတာ အမှန်တကယ်ဟုတ်သလားကျွန်တော်ရဲ့ဓမ္မဆရာသင်းဥဆရာတယောက်ရဲ့အတွေ့အကြုံကိုပြောရရင်တော့အပြစ်လောကမှာအဆရှိအနှုံနှုံကျင်လည်နေတဲ့လူတွေဟာလေကေတင်ချင်းတရားကိုမျှော်လင့်တောင့်တတတ်တဲ့အမျိုးအစားလို့လွယ်လွယ်ကလေးများတော့မထင်နဲ့မတောင့်တဘူးပြီးတော့သူတို့ဟာအပြစ်မှနစ်မြုပ်ပြီးပျော်ပါနေတဲ့လူဒုစရိုက်မှယဉ်ပါပြီးစိတ်နှလုံးခိုင်မာနေတဲ့လူအေးဖက်အော်ဝါရာစာအခန်းကြီး၅မှာတွေ့ရတဲ့အတိုင်းဆိုရင် ဒုစရိုက်အပြစ်မှာသိင်းနေတဲ့လူတွေတယ်။ဒါကြောင့်သူတို့ကယရနာကုံတယ်လူရှိသမျှကို ရောင်းချပြီးပုံဩပြီးတော့တံပိုးရှိတဲ့ပလဲကိုဝယ်နိုင်အောင်လို့သူတို့မှ ရောင်းစရာရောပါရှိလို့လေ။ပေးဆက်ရအောင်လို့ပေးဆက်စရာရောပါရှိလို့လေ။အရေးအကြီးဆုံးအချက်ကတော့ခရစ်တော်သည်ရောင်းကုန်ပစ္စည်းမဟုတ်ပါ။ကယ်တင်ခြင်းတရားသည်ဈေးပစ္စည်းမဟုတ်ပါ။ခရစ်တော်နှင့်ကယ်တင်ခြင်းတရားသည် လက်ဆောင်တာဖြစ်တယ်ဆိုတဲ့အချက်ကိုစွဲမြဲအောင်မှတ်သားထားကြဖို့လိုပါတယ်။ရှင်ယောဟန်အခန်းကြီး3အငယ်16မှာဆိုထားတယ်မဟုတ်ဘူးလား။ဘုရားသခင် သားတော်ကိုယုံကြည်သောသူအပေါင်းတို့သည်ပျက်စီးခြင်းသို့မရောက်။ထာဝရအသက်ကိုရစေခြင်းကဘုရားသခင်သည်မိမိ၌တပါးရီသောသားတော်ကိုစွန့်တော်မူသည့်တိုင်အောင်လောကီသားတို့ကိုချစ်တော်မူ၏ဆိုတဲ့ကြံချက်လေး။ဒါတော့ခရစ်တော်ဆိုတဲ့လူစားတီကိုခံယူထားတဲ့ဘုရားသခင်ဒါမှမဟုတ်ရင်တပါးရီသောသားတော်ဆိုတာဟာကျွန်တော်တို့တွေအတွက် ဘုရားသခင်ကပေးအပ်တဲ့စုနှင်းဆက်ထားတဲ့လက်ဆောင်ယောမဩဝါဒစာအခန်းကြီး6အငယ်23အရာ ကြည့်လိုက်ပြန်ရင်လေဘုရားသခင် ပေးတော်မူသောစုကျေးဇူးတော်ကငါတို့သခင်ယေရှုခရစ်အားဖြင့်သာဝရအသက်ပေသည်လို့ပြည့်မြင်ရပါတယ်။ဒါဆိုရင်မြတ်သောပလဲအတဲ့ရှိသမျှကို ရောင်းချပြီးဝယ်တယ်ဆိုတဲ့ကုံတဲ့ဥပမာအတိတ်ပဲအမှန်ဟာဘာဖြစ်နိုင်ကလေး။ကောရင်သဩဝါဒစာဒုတိယစာဆောင်အခန်းကြီး အနေကိုမှတွေ့ရတဲ့အတိုင်းအကြောင်းမူကားငါတို့သခင်ယေရှုခရစ်သည် စီးစိမ်ရှိတော်လေစင်းရဲတော်မူခြင်းအဖြစ်သင်တို့သည် စီးစိမ်ရှိစေခြင်းကသင်တို့အတွက်ကြောင့်စင်းရဲခြင်းကိုခံတော်မူသောယေရှုတော်ကိုသင်တို့သိကြ၏ဆိုပြီးတော့တွေ့ရမှာဖြစ်ပါတယ်ဒါတွေကိုတစုတပေါင်းတည်းစဉ်းစားလိုက်တော့ကုံတယ်ဆိုတာဟာကောင်းကင်ဘုံ စီးစိမ်ကိုစွန့်ခွာလာခဲ့ပြီးတော့ကျွန်တော်အပြစ်သားတွေကိုချစ်မြတ်နိုးစွာနဲ့သူ့ရဲ့အသက်သွေးကိုပေး ကားတိုင်းပေါ်မှာအသေးခံတဲ့ခရစ်တော်ဖြစ်တယ်။သူဟာသူພັນစင်းတဲ့သာသမီများဖြစ်တဲ့ကျွန်တော်တို့ကိုဒူးစိုက်အပြစ်အမျိုးမျိုးကနေလွတ်ငြိမ်းစေဖို့အတွက်တံပိုးထားပြီးတော့ချစ်တယ်။ဒါကြောင့်ကျွန်တော်တို့ကိုဝေခဲ့တယ်။အတိတ်ပဲဟာဒါပါပဲ။ဒီလိုမှရှင်းတယ်လို့လေကျွန်တော်ကတော့အလေးအနက်ဒီနေရာမှာဖော်ပြပေးရစီ။ဒါတော့ပလဲဟာလူတယောက်ချင်းကိုကြည့်ကိုစားပြုတ်နေပြန်သလားဆိုတော့လေမဟုတ်သေးဘူး။ဒါဆို လူလောကကြီးတစ်ခုလုံးလားဆိုပြန်ရင်လေမတိကြပြန်ဘူးကျိုးပဲ့ကြေးမွားသော နောင်တနှလုံးသားနဲ့ဖျားသခင်ရဲ့ဖြောင့်မတ်ခြင်းတရားကယ်တင်ခြင်းတရားဆိုတာကို နားလေယုံကြည်လက်ခံတဲ့ယုံကြည်သူတို့စုဝေးရအသင်းတော်ကိုသာပလဲနဲ့နှိုင်းရှင်အပ်ပါလိမ့်မယ်။မဖြစ်လို့ပလဲကိုဒီနေရာမှာခရစ်တော် သုံးရတာလေ။စိန်တို့မြတို့နီလာတို့ဆိုတဲ့အဖိုးထိုက်တန်တဲ့ယရနာတွေရှိသားပဲမဟုတ်ဘူးလား။ဒါပေမဲ့ပလဲကိုပဲသုံးမှာပေါ့။ ပလဲဆိုတာကပုတ်တူးနဲ့ရှောက်တူးလို့ရတဲ့အရာမဟုတ်ဘူးအသက်ရှိတဲ့ကမာကောင်လေးတွေရဲ့ခန္ဓာနှစ်ထပ်ထဲမှာဒီရေတရဝါလေးတွေဟာသူတို့ခန္ဓာကိုဝင်ရောက်တဲ့သဲတို့ကြောက်မှုန်တို့အစရှိတဲ့ပြင်ပပစ္စည်းကိုတိုက်ခိုက်ရင်းနဲ့ယုံကံရင်းနဲ့တိဆောက်ရရတဲ့ယရနာအဲ့ဒီလိုအံဩပွဲသရဝါလေးတွေစီကအံဩပွဲအစီအနှစ်ကနေဖြစ်လာတဲ့ယရနာမျိုးထူးတယ်စစောတုန်းကစိန်တွေကြောက်တွေနီလာတွေမြတွေလိုပိုးရစရာလည်းမလိုဘူးချက်တောက်ပြင်းပြင်းစရာလည်းမလိုဘူး အဲ့ဒါကိုသွားပြီးဖြတ်တောက်လိုက်ရင်လေအလကားပျက်စီးဆုံးရှုံးသွားမှာပဲလေအဲ့ဒီလိုထူးဆန်းတဲ့ဝိသေသလက္ခဏာတွေနဲ့ပြည့်ဝတဲ့ယရနာကိုသာခရစ်တော်ဟာသူ့ရဲ့ဥပမာတော်မှာ သူသုံးလိုက်ခြင်းပဲဖြစ်ပါတယ်နောက်တစ်ချက်စဉ်းစားစရာကတော့ပလဲကိုဣသရေလလူမျိုးဟာတံပိုးမထားကြဘူးပလဲယရနာကိုဂျူးဆိုတဲ့ဣသရေလတံပိုးမထားရတာကိုသမာကျမ်းစာရဲ့ကျမ်းပိုက်အတော်များများမှာမြင်တွေ့ရပါတယ်ဥပမာယောဘဝတ္ထုထဲမှာဆိုရင်အခန်းကြီး28 အငယ်16မှာအလဲကိုပင်လယ်ကထွက်တဲ့ဖောခြင်းသောခြင်းရနိုင်တဲ့သန္တာကြောက်လောက်နဲ့ပဲနှိုင်းရှင်ပုံခိုင်းတာကိုကျွန်တော်တို့တွေ့နိုင်ပါတယ်။အဲဒီလိုဂျူးသို့မဟုတ်ဣသရေလလူမျိုးတွေတံပိုးမထားတဲ့ပလဲကိုတခြားကဘာသားတွေကျတော့အများစုကတံပိုးထားတာတွေ့ရတယ်။မြက်မြက်နိုးနိုးထားတယ်။အရှိတိုင်းမှာဆိုရင်လေပလဲကိုအပြစ်ကင်းစင်မှုတန်ရှင်းစင်ကြယ်မှုရဲ့သင်္ကေတအဖြစ်သဘောထားကြပြီးတော့ကြီးဆုံးနန်းဆုံးချက်ခန်းဆုံးလောက်အထိကို တော်ဝင်တဲ့ယတနာအဖြစ်ယူဆနေကြတာကိုကျွန်တော်တို့တွေ့ရပါတယ်။ဒါတော့ခရစ်တော်ဟာဒီဥပမာတော်ကို ပေးတာကိုကျွန်တော်တို့တွေအသာထားသူ့နောက်တော်ပါတမန်တော်တို့တပည့်တော်တွေတောင်မှတော်တော်လေးကိုနားမလည်နိုင်အောင်ဖြစ်ခဲ့လိမ့်မယ်လို့ကျွန်တော်တွေးမိပါတယ်။အဖက်ဖက်ကစဉ်းစားလိုက်ရင်ကက်တင်ရှင်ရဲ့လူသားရဲ့ဂျမ်းမှာခြားနားနေတဲ့အံ့ဘွယ်ပေါ်ထွန်းမှုကအစအတွေးခေါ်တို့မေတ္တာတရားတို့ဆိုတဲ့ကွာခြားမှုတရားကြီးတွေဟာလေမိုးနဲ့မြေလောက်ကိုကွာခြားနေတယ်ဆိုတော့ ြည်သူပေးတဲ့ဥပမာကိုလွယ်လွယ်နဲ့နားမလည်နိုင်ဘူးဆိုတာဟာလေသံလျာခားเสียရမရှိပါဘူးဒါဟာကျွန်တော်တို့လွယ်လွယ်လေးနဲ့လည်းသဘောပေါက်ဆိုင်ပါလေကမာရဲ့နှစ်ထပ်အခွန်လေးကနေပြီးတော့လွတ်နေတဲ့အသားဆိုင်တွေကြားကပလဲလုံးတစ်လုံးအကြောင်းကိုခက်မှန်စဉ်းစားเสียရပြီးအများကြီးကြံ့မာပြီးတယ်ကျန်းစာဖော်ပြချက်ဒီအရာလူသားရဲ့အပြစ်ကိုခရစ်တော်ဟာသူ့အပြစ်လို့ဖလှယ်ယူခဲ့တယ်တနည်းအားဖြင့်ကျွန်တော်တို့လူသားများအပြစ်တွေဟာသူ့အဖဲနှလုံးကိုထိုးဖောက်ဝင်ရောက်တာကိုသူခံယူခဲ့တယ် ဟေရှာယအနာဂတိကျမ်းအခန်းကြီး54အငယ်9အရာဆိုရင်အင်မတန်ရှင်းနေပါလေထိုသူသည်ငါတို့လွန်ကျူးခြင်းအပြစ်များကြောင့်နာကျင်စွာ ထိုးခြင်းနှိပ်စက်ခြင်းကိုခံရလေ၏ငါတို့၏ညီသက်ခြင်းချမ်းသာကိုပြစ်စေသော ဆုံးမခြင်းသည်သူ့အပေါ်သို့ရောက်၍သူခံရသောတန်ကျက်အဖြစ်ငါတို့သည်အနာပြောက်ရရှိကြ၏ဆိုပြီးတော့ဖော်ပြထားပါတယ်အဲ့ဒီလိုဒီလူသားရဲ့အပြစ်ဒုစရိုက်ကိုလဲလဲဆောင်ယူသွားတဲ့ သခင်ခရစ်တော်သူဟာသူ့ရဲ့ဖြူစင်သောမြစ်တာသူ့ရဲ့ဖြောက်မှတ်ခြင်းနဲ့ဒီအပြစ်ကိုဖုံးလွှမ်းပစ်လိုက်တယ်လေတနည်းအားဖြင့်သဲမုံတို့ကြောက်မုံတို့ကိုကမာကောင်လေးတွေရဲ့အမြုတေကာလရေကြီးတွေကဝန်းညံကာကွယ်လိုက်တယ်လို့ပဲပေါ့အေဖက်ဩဝါဒစာအခန်းကြီး၄အငယ်၁၀မှာဆိုရင်ငါတို့သည်ယေရှုခရစ်၌ပြုပြင်၍ພັນစင်းတော်မူရာဖြစ်ကြ၏လို့ဆိုထားပါတယ်ဒီလိုသူ့ရဲ့မေတ္တာနဲ့ພັນစင်းပြုပြင်လိုက်တဲ့အခါမှာ အပြစ်သားတွေရဲ့ဘဝအမြင်တွေဟာသူ့ရဲ့မေတ္တာကို နားလည်ပြီးသူ့ကို အရှင်သခင်ကယ်တင်သောသူအဖြစ်ပြောင်းလဲမြင်ရတယ်။ဒါဟာယုံကြည်သူခရိယန်တွေရဲ့အခြေခံသဘောတရားလည်းဖြစ်ပါတယ်။အေဖက်ဩဝါဒစာအခန်းကြီး9အငယ်29အရာ ထိုအသင်းတော်သည်ဖန်ရှင်းလျက်အပြစ်ကင်းလျက်ရှိသည့်ဖြစ်၍အငြိအကျေးတင်ခြင်းအရေးတွန့်ခြင်းမှစသည်တို့နှင့်လွတ်လပ်သဖြင့်အသရေတင့်တယ်လျက်ရှိသောအသင်းတော်ကို ခရစ်တော်သည် မိမိအားဆက်ဖအံလုံးသာနှုတ်ကပတ်တော်ရေ၌စေကြောခြင်းအဖြစ်စင်ကြယ်ဖန်ရှင်စီမိအကြောင်းထိုအသင်းတော်အဖို့လို့ငါကိုကိုကိုစွန့်တော်မူ၏ဆိုပြီးတော့ထပ်မံဖော်ပြထားပါသေးတယ်ဒီအချက်တွေကိုထောက်လိုက်တော့အသင်းတော်ဆိုတဲ့စစ်မှန်တဲ့ယုံကြည်သူတို့စုဝေးရာအရက်ကိုသူဟာပလဲလောက်တံပိုးထားတာရှင်းနေပြီမဟုတ်ဘူးလားဒါကိုသူလိုချင်တဲ့အတွက်ကြောင့်သူ့အသက်သွေးကိုစရေပြီးရွေးချယ်ခဲ့တယ်ဆိုတာဟာအပြေပေါ်နေပြီမဟုတ်ဘူးလား ရှင်ဟံဩဝါဒစာပထမဆုံးအခန်းကြီး3အငယ်1မှာကျတော့အခုလို့ဆိုပါတယ်။ရှစ်သူတို့ယခုတွင်ငါတို့သည်ဖျားသခင်ဤသာဖြစ်ကြ၏။နောက်မှအဘယ်သို့သောသူဖြစ်မည်ဟုမထင်ရှားသေး။သို့တော်လည်းကိုတော်သည်ထင်ရှားပေါ်ထွန်းသောအခါငါတို့သည်ကိုတော်နှင့်တူကြလက်တန်ဟုငါတို့သိကြ၏။အကြောင်းမူကားကိုတော်ဖြစ်တော်မူသည့်အတိုင်းငါတို့သည်မြင်ရကြလက်တန်ဆိုပြီးတော့ဖြစ်ပါလေ။ယုံကြည်သောသူချောက်မှတ်သောသူတို့ဟာကိုရောနဲ့တူမယ် အပြစ်ဘဝဆိုတာဟာအရှင်းကွယ်ပြောက်သွားရမယ်။ဒီယုံကြည်သူတို့ရဲ့အသင်းတော်ဟာပလဲများပဲဖြစ်ပါလေ။ယာရိကျမ်းဆိုတဲ့တမန်ကျမ်းစာတော်မြတ်ရဲ့ဤကုန်းပိုင်းမှာယေရုရှလင်မြို့သားလို့ခေါ်တဲ့အသင်းတော်ကိုစုဝေးရာအရအကြောင်းကိုနမိတ်မြင်ထားတာရှိပါလေ။မြို့ရဲ့တကားတွေမှာအစင်းတစားတွေအဆောင်အယောင်တွေအဖြစ်စင်မြန်းရာမှာကတော့အဲ့ဒီပလဲလုံးများနဲ့ဖြစ်တဲ့အကြောင်းကိုအံ့ဩလို့မကုံနိုင်တော့အောင်တွတ်ပြီးဖတ်ရပြန်တဲ့အခါမှာတော့ ပလဲရဲ့ဥပမာတရားဟာဘလောက်လေးနဲ့တာသွားတယ်ဆိုတာကိုစင်ရင်တရားလက်ကင်ထားပြီးအလေးနဲ့စဉ်းစားသင့်ကြောင်းတင်ပြလိုပါတယ်။ကဲရှင်မသက်ခရွင့်ကျန်အခန်းကြီး7ဘုံအငယ်58မှ59ကိုဆက်ကြည့်ကြပါစို့။တနည်းကကောင်းကင်နိုင်ငံတော်သည်ပင်လယ်၌ချ၍အမျိုးမျိုးသောငါးတို့ကိုအုပ်မိသောပိုက်ကွန်နှင့်တူ၏။ငါးနှင့်အပြည့်ရှိသောအခါတငါတို့သည်ကုန်းပေါ်သို့ဆက်တင်၍ထိုင်ရက ကောင်းသောငါးကိုချင်းတဲ့သို့ရွေးချယ်ခဲ့ထား၍မကောင်းသောငါးကိုအပြင်သို့ပြစ်လိုက်ကြ၏ထိုနည်းတူကဘာအဆုံး၌ကောင်းငင်တမန်တို့သည်ဆင်းလာပြီလေဖြောင့်မတ်သောသူတို့အထဲမှသိုးသောသူတို့ကိုနှုတ်ယူခွဲထား၍လို့ကျမ်းစာကဖော်ပြထားပါတယ်ဒီနေရာမှာကဘာအဆုံးလို့ပြောတဲ့စကားဟာမြန်မာနဲ့အင်္ဂလိပ်မှာကဘာဖြစ်ပေမဲ့ကဘာဟူသည် Greek လို့ကတော့ Aeon သို့မဟုတ် အချိန်ကာလလို့ဆိုပါတယ်။ဟုတ်ပါတယ်။အဲ့ဒီကဘာကုံဆုံးပြီဆိုမှဖြင့်အချိန်ကာလပဲရှိတော်မလဲ။ဒီလိုကဘာဆုံးချိန်ကိုကျွန်တော်အတိအကျမသိတယ်လို့ဘယ်သူမှလည်းအတိအကျမသိပါဘူး။ဒီကဘာအဆုံးဆိုတာခရစ်တော်မြေကြီးပေါ်ကိုကြွဆင်းလာမယ့်အချိန်၊ကောင်းကင်နိုင်ငံတော်ကိုမြေပေါ်မှာတည်မယ့်အချိန်လို့အကျမ်းပြင်းတော်သဘောတူထားကြတာကိုကျွန်တော်တို့သိရပါတယ်။ရှင်မသက်ခရစ်ဝင်ခန်းကြီးစဖုံနေ90အရဆက်ပြီးတွေ့ရတာကတော့ ဖြောင့်မတ်သောသူတွေတွေကနေပြီးတော့ဒီမကောင်းတဲ့လူတွေကိုဆွဲနှုတ်ယူယုံနေမကဘူးအဲ့ဒီလူဆိုးတွေကိုလေငိုကြွေးခြင်းနဲ့အံသွားခဲခြင်းရှိရာမိဖို့၌ခြားကြလက်တန်းဆိုတဲ့ကျမ်းစကားပဲဖြစ်ပါလေဆိုးတဲ့လူတွေရဲ့နိဂုံးကံပတ်ဆုံးသတ်ပုံဟာအဲ့ဒီလူကြောက်ခမန်းလိလိဖြစ်တယ်ဆိုတာကိုခရစ်တော်ဟာဒီနေရာမှာထပ်မံပြီးတော့ပြောလိုက်ခြင်းပဲဖြစ်ပါလေဖျားကိုမယုံဘူးဆိုတဲ့သိပ္ပံသမားတယောက်ပါဇက်ကသိပ္ပံမှာလဲမသေးချာမရေရာတာဒီအများကြီးဖြစ်နေတယ် ကောင်းရင်ဘုံနဲ့ငရဲနဲ့ရှိမရှိမသေးကြသလိုပေါ့ဆိုပြီးတော့ပြောပြပါလေပြီးတော့မှချင်းချင်းဆက်ဆက်နဲ့ဘာကြီးဖြစ်ဖြစ်လေမဟုတ်တာတွေရှောက်လုံနေလို့တော့မဖြစ်ဘူးမတော်တဆအဲ့ဒီငရဲတို့ကောင်းရင်ဘုံတို့ဆိုတာရှိနေဘယ်နဲ့လှုပ်ပါမလဲဆိုပြီးတော့ပြောတယ်အစိုးတဲ့ကနေအကောင်းလေးတစ်ခုတိုးတက်ခြင်းပဲလို့ကျွန်တော်ကတော့ညံ့ညတာတာယူဆပါတယ်အဲ့ဒီမိတ်ဆွေသိပံပညာရှင်ကြီးကိုကျွန်တော် ပြောပြရစီဒါပေမဲ့ကေတင်ပိုင်ရှင်သခင်ခရစ်တော်ကတော့ ကောင်းငင်ပုံနဲ့ငရဲဆိုတာရှိကိုရှိတဲ့အကြောင်းပြောခဲ့ပြီးထစ်လို့သူ့ကိုဆန့်ညင်ရင်တော့မိဖို့တဲကိုမလွဲထုတ်ချောက်အဟုတ်ရောက်မယ်ဆိုတာဟာမိကြီးကိုလက်နဲ့ပုတ်ရင်မှလွဲခြင်းလွဲအောင်မယ်ဘယ်လိုမှမလွဲနိုင်ဘူးသေချာတယ်လို့ပြောလိုက်ပြရစီအခုကာလမှာစင်းလုံးကျော်ပြောစရာမရှိတဲ့ရင်ကျေးသူလူတယောက်ဖြစ်ဖို့ခက်တယ်လို့ငရဲမရှိဘူးဆိုတာယုံကြည်လို့လဲထူးဆန်းခြင်းမှထူးဆန်းမှာပါအကုန်လုံးကလူမှုတော်လှန်ရေးဝါဒီကြီးတွေဖြစ်နေတဲ့ခင်မဟုတ်ဘူးလား အဲ့ဒီလိုလူမျိုးတယောက်ယောက်ကခမရတို့ကငရဲရှိမရှိသေချာလို့လားဆိုပြီးကျွန်တော်ကိုမေးရင်တော့ရှိတယ်သေချာတယ်လို့ကျွန်တော်ကတော့ဖြေတယ်။ဘာကြောင့်လဲဆိုရင်နှုတ်ကပတ်တော်အလင်းကြောင့်ကျွန်တော်သိတယ်။နှုတ်ကပတ်တော်ရဲ့ပြည့်စုံခြင်းသက်သေတွေကြောင့်ကျွန်တော်ယုံတယ်။ဒါရင်မကဘူးရှင်သန်ခဲ့ရတဲ့ဘဝအသက်တာသင်ငန်းစာတွေအရာလဲကျွန်တော်သိသိချာဆွဲမှတ်နားလေတယ်လို့ကိုယ့်ရဲ့ဘဝအတွေ့အကြုံတွေကိုပဲမူတည်ပြီးရှင်းပြနိုင်ပါတယ်။အဲ့ဒီအဖြေဟာခံယူချက်တဲ့ပို့ပြီးလေးနဲ့တဲ့ ဆွေးမြဲစွာယုံကြည်မှုလို့ဖော်ပြနိုင်ပါတယ်။ဘယ်လိုပဲဖြစ်ဖြစ်လောကုတ်တရားအရေးကိစ္စဆိုတာကိုတော့ခေါင်းထဲမှာအလေးနဲ့တွေးဖို့လိုပြီလို့ကျွန်တော်ကသတိပေးခြင်းပါတယ်။မိုးပြုံမယ်ဆိုတာတို့ကဘာကြီးပြတ်တော့မယ်ပြတ်တော့မယ်ဆိုတာတို့ကြားတိုင်းမဖြစ်နိုင်ဘူးအတိတ်တုန်းကလည်းဒီလိုပဲအထိတ်တလန့်ဒီခါတဲ့ကောလာဟာလာတွေဖြစ်ခဲ့သေးတာပဲဆိုပြီးလူတွေရဲ့စိတ်မှာမယုံမကြည်ရှိနေကြမှာပါပဲ။ဒါဟာဖိတ်တော့မဆန်းဘူးဖြစ်မှမဖြစ်ခဲ့သေးပဲကို။ဒါပေမဲ့ လူတွေဟာလူလောက်ပဲအတွေးခေါ်ရှိတော့လူစိတ်ကူးဟာကိုယ်လိုပဲမဟုတ်တန်တရားစကားတွေအတင်းအပြင်းတွေအဖြစ်ပျောက်ွယ်မှာဖြစ်ပေမဲ့ဖျားသခင်ကတော့ကျွန်တော်ပြောခဲ့သလိုသူပိုင်တဲ့ကဘာသူပိုင်တဲ့သမိုင်းကြောင့်သူကြိုက်တယ်လို့စီရင်ပိုင်ခွင့်ရှိတယ်ဆိုတာကိုမှတ်ထားကြ။ဘယ်နေ့ဘယ်အချိန်ဘယ်ကာလတိကျမသိရတာကိုပဲဖျားသခင်ရဲ့ကြီးစုတော့ကျွန်တော်သေမဲ့နေကိုမသိရလို့ပေါ့ဖျားသခင်ကြွလာမဲ့နေ့ဆိုတာကိုမသိရတာဟာကြီးစုတော့မဟုတ်ဘူးလား။ ငါဘယ်နဲ့သေးမယ်ဆိုတာကိုသိတယ်လူမသေးခင်ကလေးကမစားနိုင်မတော့နိုင်တရားလေးရောက်သွားမယ်မဟုတ်ဘူးလားအေးဖျားသခင်ကြွလာတော်မူပြီးတရားစီရင်မယ်ဆိုတဲ့နေ့လူသမိုင်းကဝိညာဉ်ဟောင်းတွေရော ရှင်သန်စဲလူတွေရော ရွေးပြီးတော့မိပုံတဲကိုချမဲ့နေဆိုတာရှိကိုရှိရလိမ့်မယ်ထိုနည်းတူကဘာဆုံး၌ကောင်းရင်တမန်တို့ပြီးဆင်းလာပြီးရင်ခေါမတ်တော်သူတို့အထဲမှစိုးသောသူတို့ကိုနှုတ်ယူခွဲထား၍ငိုကြွေးခြင်း အန်သွားခဲကြည့်ချင်းရှိရာမိဖို့လိုက်ချကြလက်တန်းရှင်မသည်ခရစ်ဝင် အခန်းကြီး7အငယ်49ကနေ90ဖြစ်ပါတယ်ဆိုတာထမှန်ဖတ်ကြားတင်ပြလိုက်ပါရစေဆက်လက်ပြီးတော့ရှင်မသည်အခန်းကြီး7အငယ်17မှာမင်းတို့ဒါတွေအလုံးစုံကိုနားလည်ကြသလားဆိုတော့တတိယတော်တွေကနားလည်ပါပြီသခင်လို့ပြောခဲ့တယ်ဆိုတာဖော်ပြထားပါတယ်ဆက်ဖတ်ရမှာကတော့ရှင်မသည်ခရစ်ဝင်ခန်းကြီး7အငယ်52ဖြစ်ပါတယ်ကိုတော်ကလည်း တို့ဖြစ်၍ကောင်းငင်နိုင်ငံတော်၏အကြောင်းအရာကိုသင်ပြီးသောကျမ်းစာမြည်သည်ကားမိမိပန္တာတွေကအထူးထူးအပြားပြားသောအသက်ဟောင်းတို့ကိုထုတ်ဖော်သောအင်းရှင်နှင့်တူသည်ဟုမိန့်တော်မူ၏ထပ်ခဲ့တဲ့အပိုင်းနဲ့ပတ်သက်ပြီးခရစ်တော်ရဲ့ဥပမာများနဲ့သွန်သင်ချက်တွေထဲမှာဒီကျမ်းဟာအကျုံးဝင်နဲ့မဝင်ဘူးရဲ့လို့အယူအဆနှမျိုးထွက်လာတာသိရပါတယ်ဘသူပဲလို့ပြောပြောအရေးကြီးတဲ့သတင်းတစ်ခုဖြစ်နေတာတော့အမှန်ပါပဲအထူးသဖြင့် ဓမ္မဒေသနာကိုကင်ဆွဲရတဲ့ဆရာသမားတွေအမှုတော်ဆောင်တွေအမြောက်အများအတွက်တာဟာခရစ်တော်ရဲ့လက်ညှိုစကားပါလေဓမ္မအမှုတော်ဆောင်တယောက်ဖြစ်တဲ့ကျွန်တော်ရဲ့ဘဝမှာတချို့ဒေသတွေရောက်ပြီးတရားဟောချက်တွေဝေခါတော့ဒီအချက်ကိုကျွန်တော်တို့ကတော့သင်ခဲ့ရပြီးပါပြီကြားခဲ့ရပြီးပါပြီဆိုတာမျိုးတုံ့ပြန်တန်နေကြားရတာရှိပါတယ်ဒါပေမဲ့ကိုတာဝန်ဟာကြားခဲ့ဘူးသောတရားကိုပင်ထပ်မံတင်ပြဖို့တာဝန်ပါအထက်ထပ်ပြောလို့ဘယ်တော့မှမမှားနိုင်တဲ့မြတ်တရား ဟောင်းလေကောင်းနေမဟုတ်ဘူးလားဒါပေမဲ့အဲ့ဒီဟောင်းလေကိုထပ်မံဟောကြားရသလိုအသစ်တွေကိုလည်းထပ်မံသွန်သင်ပေးရအောင်ပါပေါ့ဗန္ဒါကိုထုတ်ဖော်သောအိမ်ရှင်တဲ့ဓမ္မဆရာတွေတပြည့်တော်တွေအတွက်ကောင်းမြတ်လိုက်တဲ့ဥပမာစကားရွှေငွေစိမ်ပိုက်ဆံမရှိခြင်းမရှိပါစေနဲ့နေပါစေခရစ်တော်ဟာနေ့စဉ်အသက်တာကိုတာဝန်ယူကျွေးမွေးသွားပါလိမ့်မယ်ခရိယန်တို့ဘဝမှာဘုရားသခင်၌ကြွယ်ဝပြည့်စုံတဲ့အသက်တာရရှိဖို့ဟာအတိတ်က ဖြောင့်မတ်ခြင်းတရားကိုရှေးဥစွာရှာကြလောဆိုပြီးတော့ခရစ်တော်မိန့်တော်မူခဲ့တယ်လေ။ကဲတင်ခြင်းတရားဖြောင့်မတ်ခြင်းတရားဆိုတဲ့ဘန္တာများကိုတော့စုဆောင်းပြေဝရယူကြ၍မျှဝေအတူနှလုံးပြူဆိုတဲ့ခရစ်တော်ဆုံးမမှုကိုလက်ခံတဲ့လူသားလော့ကီ လော့ကုတ်တရားနှစ်ဖြာအတွက်ဒီလူသားမျိုးဟာဘယ်တော့မှစိတ်ပူစရာ မလိုဘူးလို့ဒီနေရာမှာကျွန်တော်အခိုင်အမာပြောလိုပါတယ်။ဖော်တာရှင်မိတ်ဆွေများခင်ဗျာဥပမာများသွန်သင်ခြင်းရဲ့အကြောင်းကားတော့ဖြစ် ဒီနေရာမှာပဲအပြီးသတ်ခဲ့ပါပြီ။ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး73ရဲ့ဤကုန်းပိုင်းကိုချင်းကပ်ရောက်ရှိလာပါပြီ။ခရစ်တော်အခုဘယ်ကိုကြွချီမှာလဲ။ခရစ်တော်အခုဆက်လက်ကြွချီမယ့်အရက်ဒေသကတော့သူ့ရဲ့ကြီးပြင်းရာမြေနာဇရက်ဆိုတဲ့မြို့ကလေးကိုပါပဲ။သူ့ရဲ့မြို့မို့လို့သူ့အဖို့တခန်းတနာကြိုးစို့မှုများဂုံပြုတ်မှုများယုံကြည်မှုများကိုတွေ့ရမယ်လို့ကျွန်တော်တို့ထင်ရင်တော့အဲ့ဒီလိုအထင်နဲ့အမြင်တက်တက်ဆင်အောင်လွဲမှားနေကြပါလိမ့်မယ်။ဒါကြောင့် အခုနောက်ဆုံးအခန်းကလေးကိုတော့နာဇရက်သို့ပြန်သောအခါဆိုတဲ့သီးသန့်ခေါင်းစဉ်ကလေးနဲ့ဆက်လက်ပြင်ပြသွားလိုပါတယ်။ရှမာသဲခရစ်ဝင်ကျမ်းခန်းကြီး73အငယ်53မှာကျတော့ခရစ်တော်ဟာအထက်ကဆိုခဲ့တဲ့ဥပမာစကားတွေကိုအကုန်စင်မွှဲကြားပြီးတဲ့နောက်အဲ့ဒီအရက်ကနေပြန်လဲထွက်ခွာသွားတယ်ဆိုတာကိုဖော်ပြထားပါတယ်။ရှမာသဲခရစ်ဝင်ခန်းကြီး73အငယ်54ကိုဆက်လိုက်ရင်တော့အခုလိုတွေ့ရပါလိမ့်မယ်။ထို့နောက်မှမိမိမျိုးသို့ရောက်တော်မူ၍တရားစီရင်၌ဆုံးမဩဝါဒပေးလေ၏။ မြို့သားတို့သည်မိမ်မောတွေ့ဝေခြင်းရှိကြသဖြင့်ဤသူသည်ဤပညာကို၎င်းဤတကိုးကို၎င်းအပေမှရသည်နီကြားကြရတဲ့အတိုင်းပါပဲခင်ဗျာနာဇရက်ကဒေသခံပြည်သူတွေတောင်းတဖြတ်ဖြတ်ရှုံချတဲ့အဆန်တွေကအဲ့ဒီလိုပေါ်ထွက်လာပါတယ်တဲ့ဝိုးမသာဘူးနော်ဂုံမယူဘူးလိုက်လိုက်လဲလဲလဲမကြိုဆိုဘူးကြိုဆိုနေတဲ့အဆန်တွေကတော့တရားစီရင်မှာသူဆုံးမဩဝါဒပေးကြည့်မှာမျက်လုံးပြမျက်ဆံပြကြည့်ပြီးဟဲ့ဒီပညာနဲ့ဒီတကိုးတွေကိုသူဘယ်အရက်ကရကြတာလဲဟဲ့ ဟုတ်မှာဟုတ်ပါလေစဆိုတဲ့တွေးခေါ်တဲ့အဆန်ကြီးဝေဖန်တဲ့အဆန်ကြီးပါပဲကျွန်တော်အချိန်ကြီးပြောခဲ့တဲ့အတိုင်းခရစ်တော်ရဲ့အံ့ဩဖွယ်တကူတော်အစွန်းသတ်တည်နဲ့ပတ်သက်လို့တော့အဲ့ဒီအချိန်ကာလကပါရီရှယ်ဇာရုကဲအပါအဝင်ဘဲလူတယောက်ကမှလေကိုမထုတ်နိုင်ဘူးတန်လျာမရှိဘူးသူ့ဘုံတကူတော်တွေကိုလက်တွေ့မြင်ကြရတော့တန်လျာထားနေလို့လည်းမရဆိုင်ဘူးလေအတင်းအပြင်းလည်းပြောလို့မရဘူးအတင်းပြောရင်ပြောတဲ့လူချင်းပဲထပြီးတော့ရန်ဖြစ်ကုန်မှာပေါ့ဘာလို့ဆိုတော့ ခရစ်တော်ဟာအမှန်တကယ်ဓာတ်တွေကိုလက်တွေ့ပြနေတာပဲအဲအဲ့ဒီလိုတကူတော့အစောအာနိသင်တွေအကြောင်းဘာမှပြောစရာမရှိတော့ပါဇက်ခဲမှာမွ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 နဲ့နေရထိုင်ရခက်ကြတဲ့မကောင်းမှမပြောရရင်မနေနိုင်တဲ့လူစိတ်လीဒါကြောင့်လဲအခုလို့ကြားလာရတာပေါ့ပြီးတော့ဆက်လိုက်သေးတယ်အခန်းငယ်55ပါစစ်စစ်ဆက်လဲနားထောင်ပြီးတော့စစ်စစ်လဲစင်ရင်သုံးသက်စီခြင်းနဲ့အချက်ပါသူဒီလက်သမားသားမဟုတ်လောသူ့အမိကမာရီအမိရှိသည်မဟုတ်လော ူညီကယာကုပ်ယောသိရှိမုန်ယူဒဟုဆိုကြသည်မဟုတ်လောလက်သမားသာမဟုတ်လောဆိုတဲ့စကားဟာခရစ်တော်ဆိုတာဖျားသခင်ရဲ့လူစားတီကိုခံယူထားသူရဲ့သားတော်ဆိုတဲ့အချက်ကိုသူတို့လက်ခံနေလက်မခံဘူးဆိုတာရှင်းနေတဲ့အထောက်အထားပဲပေါ့သူတို့ဟာမာကုပညာရှိတို့ဟေရုမင်းကြီးတို့သိုးရင်းတို့ယေရုရှလင်နဲ့ဘက်လင်မှာအုံကျက်ကျက်ဖြစ်အောင်မွေးဖွားခဲ့တဲ့သမိုင်းကိုသိကြမယ်လို့ကျွန်တော်ထင်ပါတယ်ကြားခဲ့ကြရမှာလေအမှန်ပဲလို့ကျွန်တော်ယူဆပါတယ်ဒါပေမဲ့ သူတို့အခုပုံဆိုရင်ခရစ်တော်ကိုမေရှိယအဖြစ်ယုံသလားမယုံကြည်ဘူးကျမ်းတက်ကြီးတွေဟာရီရှဲတွေကိုယ်တိုင်ကမယုံတော့သူတို့လည်းလိုက်ပြီးတော့ကြောင်ရတယ်လေဝီလီလေးနဲ့ရောပြီးတော့မယုံရဘူးဒီကနေ့မျက်မှောက်ကဘာမှာလဲသူ့ကိုဒီအတိုင်းနဲ့မယုံကြည်တဲ့လူတွေတူးနေတည်းရှိနေတယ်လေဖိတ်တော့မဆန်းလာပါဘူးဒီလူတွေကသူ့ကိုဆရာသမားအဆင့်တော့ထားခြင်းထားမယ်ပညာရကြီးတပားလောက်အဖြစ်အံဩပွဲပုဂ္ဂိုလ်ကြီးတယောက်အဆင့်တော့ထားခြင်းထားမယ်ဒါပေမဲ့ လူလောကကြီးတစ်ခုလုံးအတွက်တော့ကဲတင်မဲ့လူဆိုတဲ့အစိမ့်ကိုတော့ယုံလို့တောင်သူတို့ထက်မတွက်ခဲ့ကြဘူး။အောင်မဲဒါတွေမကသေးဘူး။ရက်ကွက်ထဲမှာသန်းရှာရင်ကာတွန်းစာအုပ်တွေလဲဖန်ရင်ပြောတဲ့အသံမျိုးတွေနဲ့ဆက်ပြီးတော့ပြောသေးတယ်။ရှင်မသက်ခရစ်ဝင်ကျမ်းအခန်းကြီး7၃အငယ်56မှာကြည့်။သူ့မျက်မှောက်တို့ဒီလေငါတို့နဲ့အနီးပါနေကြသည်မဟုတ်လော့။တို့ဖြစ်ရင်ဤသူသည်ဤရာများကိုအပေမှာရသည်ဟုပြောဆိုစီရဲ့။အဲ့ဒီလိုတွေ့ရတယ်။ခရစ်တော်မှာက ယောသန်နဲ့မာရိနဲ့လူဇာတိအယအောင်သင်ဖွားမြင်ထားတဲ့ညီဝန်းခွဲလေးတွေသမဝန်းခွဲလေးတွေရှိသေးတယ်မဟုတ်ဘူးလားအဲ့ဒီအဖိုက်ကလည်းသူတို့အကိုကြီးနဲ့ပတ်သက်ပြီးတော့ဟိုလူတွေနဲ့ဘာမှထူပြီးတေးကြတောကြတဲ့လက္ခဏာမမြင်ရဘူးမတကားတို့အကိုကြီးကတော့တကိုးကြီးတွေဟိဆိုပြီးတော့လက်မလေးတထောင်ထောင်ရှောက်လုပ်ကြတယ်ကြွားကြတယ်ဒါလွဲလို့ဘာမှထူးထူးချေရနဲ့ရှိုင်းရှိုင်းသဘောမပေါက်ခဲ့ကြပါဘူးနောက်ဆုံးကားတိုင်းတော်ပေါ်မှာတင်အသက်ခံရပြီးသုံးရမြောက်နေမှာ ြန်လဲအသက်ရှင်လို့ထားတဲ့အချိန်ကျတော့မှပြူပြူပြဲတဲ့နဲ့ငါတို့ရဲ့အကိုဟာဘုရားသခင်ရဲ့သားတော်ပါကလားဆိုပြီးတော့လက်ခံခဲ့ကြတယ်ဆိုတာကိုတမိုင်းမှာတွေ့ရတယ်။ရှင်မသက်ခရဝင်ကျမ်းအခန်းကြီး73အငယ်59အရာဆက်ပြီးဖတ်ရင်စေရနာပြက်ကြ၏ယေရှုကလည်းပရောဖက်သည်မိမိမျိုးမိမိအိမ်မှတပါအခြားသောအရက်၌အသရေရှိသည်ဟု ထိုသူတို့အားမိန့်တော်မူ၏အဲ့ဒီလိုတွေ့ရပါတယ်ရှင်းပါတယ်နော်နာဇရက်မြို့သားတွေခရစ်တော်အပေါ်မှာစေတနာတောင်ပြည့်ယူရတဲ့ ခရစ်တော်ရဲ့ခရစ်တော်ရဲ့မိသားစုရဲ့ကိုငငယ်ကလေးကယဉ်ငင်းပောင်းလာတော့အကြီးအကျယ်ယဉ်ငင်းခြင်းဟာရောင်ရဲခြင်းကိုဖြစ်စေတတ်တယ်ဆိုတဲ့သဘော too much intimations bad content ဆိုတဲ့အတိုင်းပဲအထင်မကြီးနိုင်ဘူးဟိုကဝိညာဉ်တကူပါလာတာကိုတို့နားမလည်ခဲ့ကြဘူးငါတို့မျက်စိအောက်မှာတဲ့လူဖြစ်သွားတဲ့ငနေလေးလက်သမားဆရာရဲ့သားကလေးအခုတော့ငါတို့ကိုတောင်းမှပြန်ပြီးဟောလိုက်ပြောလိုက်နဲ့မကြုံဘူးပေါင်တော်ဆိုတဲ့ပုံစံမျိုးနဲ့မိမကြီးတွေနှခမ်းတလန်ပန်းတလန်နဲ့မဲ့ကြရွေးကြတယ်လို့ဆိုတယ် ရှင်မသက်ခရစ်ဝင်ခန်းကြီး73အငယ်58မြို့သားများတို့သည်မယုံကြည်ကြသောကြောင့်ထိုအရ၌များစွာသောတကူးကို ပြတော်မမူဒါကတော့ဒီကျမ်းရဲ့ဏိဂုံးချုပ်ကျမ်းစကားပဲဖြစ်ပါတယ်တကယ်အတိတ်ပဲလေးနှစ်တည်းစကားစုလို့ဆိုချင်ပါတယ်နောက်ဆုံးပိတ်အိတ်နဲ့လွယ်တဲ့စကားစုပါခရစ်တော်ဟာသူ့ကိုမယုံကြည်ကြသောကြောင့်ထိုအရမှာများစွာသောတကူးကိုမပြပါဘူးတဲ့ခရစ်တော်စီမှာတကူးတော်ရှိမရှိဆိုတာကျွန်တော်တို့အချိန်ချင်းကြားနာခဲ့ရပါပြီ။ ဒါပေမဲ့ရှိတဲ့တကူကိုသူဒီဒေဝဂန္ဒီကြားမှာမပြတော့ဘူး။ဘာဖြစ်လို့လဲသူ့ကိုမယုံကြည်လို့ကျဲပါဆောင်တီဖြစ်မှာဆိုလို့မိစေများခင်ဗျာကျွန်တော်နဲ့မိစေတို့မှာလူသမိုင်းအမွေအနှစ်ဖြစ်တဲ့အပြစ်များနဲ့ဘသူကင်းတယ်လေဘသူမှမကင်းပါဘူးအဲ့ဒီအပြစ်တရားကနေကယ်တင်ခြင်းစုကျေးဇူးကိုခရစ်တော်ဟာပေးပိုင်ပါတယ်ကျွန်တော်ဘက်ကလူအချက်ကတော့သူ့အပေါ်မှာယုံကြည်ခြင်းပဲဖြစ်ပါတယ်အဲ့ဒီကယ်တင်ခြင်းကို ပေးပိုင်တဲ့အရှင်သခင်အပေါ်မှာ ကျွန်တော်အပါဝင် လူသားတယောက်စီဖြစ်စီအသင်းတော်ဖြစ်စီလူအဖွဲ့အစည်းဖြစ်စီဘယ်လိုလက်ခံသဘောထားကြမလဲကံတရားများနဲ့လားယုံကြည်ခြင်းနဲ့လားဆိုတာကိုဒီနေ့စဉ်းစားဆင်ခြင်မှုလူအကြောင်းတင်ပြလိုက်ရပါတယ်ခင်ဗျာနောက်တစ်ချိန်အစီအစဉ်မှာဖះရှင်ရဲ့နှုတ်ကပတ်တော်မြတ်ခရိယံတမန်ကျမ်းရဲ့ဓမ္မသစ်ကျမ်းပိုင်းတွေကရှင်မာသဲခရစ်ဝေကျမ်းအခန်းကြီး14ကိုလေ့လာမှဖြစ်တဲ့အတွက်စောင့်မျှော်နားဆင်နိုင်ပါတယ်